အားလုံးပဲမင်္ဂလာပါဒီလေဘေးမှာထိုးတဲ့တက်တူပေါ့နော်တက်တူကိစ္စနင်းငယ်ပြောချင်ပါတယ်မကြိုက်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ပါဘူးပေါ့နော်ဒါတီးကောင်းစရာပေါ့နော်တတိထားဖို့ရန်အတွက်ပေါ့နော်တော့ကကျွန်တော်အပြင်မှာတွားတယ်တွားတဲ့အခါမှာလူတစ်ယောက်ကကျွန်တော်ရဲ့အနှုံးမှာပေါ့နော် သူ့မှာတော့ဒီလေဘေးလေဘေးမှာတက်တူတွေတက်တူတဲ့အပြေးပေါ့နော်ဆေးမြေချောင်းထိုးထားတော့သူကအတောင်ပန်နေလာပါလေတော့မသိဘူးထိုးထားတာအပြေးပဲ ဖြစ်ချင်တော့အဲ့ဒီအရှေးမှာတို့ရေးတွေပေါ့နော်ဒီအာနာပိုင်ရေးတွေကစစ်နေတာပေါ့နော်ဒီလူတွေရဲ့ထောက်ထားတွေစစ်နေတယ်စစ်တဲ့အခါမှာတယောက်ဝီတယောက်ပေါ့နော်ကျွန်တော်တော့မစစ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အနှုတ်မှာဒီလေဘေးမှာစေးမိကြောင်းအပြစ်ထိုးထားတဲ့သူကိုကြတော့သူကြတော့ဒီသူများတွေကိုစစ်ဆေးသလိုအဲ့လိုမျိုးဘယ်မှာလဲခင်ဗျာရဲ့ IC ဘယ်မှာလဲအဲ့လိုမျိုးမမေးပဲနဲ့ you kind star ကတဲ့အဲ့လိုမျိုးပေါ့နော်ခင်ဗျာ kind star လားတဲ့ လေပင်းမှာရှိတဲ့ဆေးမြေကြောင်ကြီးပြီးတော့ဗောနော်အဲ့လိုမျိုးတို့တော့တခါလေးရစ်တော့တာတို့စစ်လက်စစ်တယ်ကျွန်တော်ဟောအဝေးဆုံးရောက်နေပြီဗောနော်အဝေးဆုံးရောက်နေပြီစစ်တယ်မပြေးနိုင်ဘူးဗောနော်ဆိုတော့ဘာတွေဖြစ်သွားပြီတော့မသိဘူးကျွန်တော်ထင်တယ်သူ့မှာဒီလေပင်းမှာဆေးမြေကြောင်အပြည့်ထိုးထားတဲ့အတွက်ကြောင့်ဗောနော်အဲ့ဒါကြောင့်လည်းပါမယ်ထင်တယ်တို့အချာကြီးဗောနော်တို့ဆစ်ဆေးမြေမြန်တာဗောနော်အဲ့နဲ့ကျွန်တော်ဟောမှာ ကွန်တိုက်ထဲမှာဝင်သွားတယ်ကွန်တိုက်ထဲမှာဝင်တဲ့အချိန်မှာလေးပဲတတန်ဆဆိုင်ပေါ့နော်ဒီ passport တက်ပုံရိုက်တဲ့သူ ਨੇ အာအဲ့ဒီမှာကျွန်တော်မြင်ရတယ်ပေါ့နော်သူလည်းတက်သူရှိတယ်တရက်ထင်းမှာဒီ level မှာစေးမေကြောင့်ထိုးထားတဲ့လူမျိုးနဲ့တွေ့တယ်လို့မျိုးတော့ဖြစ်သွားတာပေါ့နော်သူလည်းမလုပ်ဘူးလေတော့မသိဘူးဒါ passport တက်ပုံရိုက်တယ်ထင်တယ်တက်ပုံရိုက်နေတာပေါ့နော်အဲ့ဒါ ਨੇ ဒီအဲ့ဒီဆိုင်ရှင်ကတက်ပုံရိုက်တဲ့သူကနင်းရဲ့ ဒီလေဘင်းရောပေါ့နော်ဒီ NGO အပေါ်နဲ့ဆွေးဆွေးတင်ပြပါလားတဲ့ဒီတတုကိုပေါ့နော်တတုကိုနည်းနည်းဖုံးနိုင်အောင်ပေါ့နော်အဲ့နဲ့ဘာဖြစ်လို့လဲဆိုရင်တော့တဲ့ဒါကျွန်တော်တို့ကတော့ဒီဝတ္တနာရှိလို့ပေါ့နော်ဒီအာထိုးတဲ့ဒီစိတ်မကြောင်တော့တတုတွေရောနားလေတယ်ဒါပေမဲ့လေပေါ့နော်ဒီလိုမျိုး passport တဲ့ပုံတွေပေါ့နော်ဒီဒီလိုမျိုးမျိုးနဲ့ပတ်သက်လာပြီဆိုရင်တဲ့အာအန်ဒီရှိတယ်တဲ့ ဘာဖြစ်ဆိုတော့လက်ပုံကိုကြီးလိုက်တာနဲ့ပေါ့နော်အဲ့လိုမျိုးတက်ထူတွေနဲ့ပြည့်စုံတာဂိမ်းစတာဆိုပြီးတော့ပေါ့နော်တို့တို့ထင်စရာဖြစ်တယ်အဲ့လိုမျိုးတွေရှိတယ်တဲ့အဲ့နဲ့ကျွန်တော်တခါလေတတိရသွားပြီပေါ့နော်ခုနလေးဟောအနှောင်းမှလေးရေးရပါပေါ့နော်ဒီလေးပင်းရဲ့စေးမိကြောင်တက်ထူကိုကြီးပြီးတော့တခါလေဂိမ်းစတာလောက်ပါညာအဲ့လိုမျိုးဖြစ်တယ်ပြီးလို့ရှိရင်ဟောမှာလက်ပုံရတဲ့နေရာမှလေးပေါ့နော်အဲ့လိုမျိုးကြောင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တီးလိုက်တာပေါ့နော်ကျွန်တော်တတိရလိုက်တာအော်ကျွန်တော်ကလေမင်းဆွေတဲ့ပေါင်းသိနေတဲ့ငယ်ချင်းတက်ထူ ထူးတဲ့သူတွေရှိတယ်။ဒါမဲ့ဒီလေဘင်းမှာထူးတဲ့သူတွေကြတော့ဒါစင်ချင်စရာပဲပေါ့နော်။ဘာဖြစ်ဆိုတော့လေဘင်းမှာထိုးတဲ့အပြည့်ထိုးထားတဲ့တက်ထူးတွေကဟုတ်တယ်တကယ်ပဲဒါ gangster လို့လို့ပေါ့နော်အဲ့လိုမျိုးတို့မြင်ကြတဲ့လူလူချင်းအဲ့လိုမျိုးမြင်ကြတယ်ဆိုတော့ဒါမသိမ့်တော်တဲ့နေရာလို့တော့ကျွန်တော်ထင်နေပေါ့နော်အဲ့ဒါကြောင့်ဒီဆေးမြေကြောင့်တက်ထူးထိုးမဲ့ဘောဓာတွေတငယ်ချင်းတွေရှိတယ်ဆိုရင်လေးပေါ့နော် ကျွန်တော်ကတော့ထိုးပါမထိုးနဲ့လို့တော့မပြောချင်ပေမဲ့လေလေလေပင်လေပင်မှာအပြည့်ထိုးထားတဲ့ဟာကြောင့်တော့ကျွန်တော်ဒီစဉ်းစားစေချင်တယ်ပေါ့နော်ဘာဖြစ်ဆိုတော့ခုနကျွန်တော်ပြောတဲ့အာအားတွေလေပဲဒါသူတို့မှာတရားတွေရှိလို့ပေါ့နော်တထူးတဲ့အပြည့်ထိုးထားတော့ဒါအဲ့လိုမျိုးတွေဖြစ်စင်နေရှိတယ်ဆိုတော့ပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုဒီဗီဒီယိုအပြည့်ကျွန်တော်အနည်းငယ်ပေါ့နော် ပြောပြချင်တာပါလို့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ပါ